ားလုံးပဲမင်္ဂလာပါ။မြောက်ဦးနော်လီရှာရင်း channel ကနေပြီးတော့မှပြန်လေးကြိုဆိုပါရစေ။ကျွန်တော်မိတ်ဆွေတွေနေကောင်းကြပါရဲ့လား။တရုတ်နိုင်ငံမှာအသက်84နှစ်အရွယ်ရှိပြီဖြစ်တဲ့တိန့်ဆောင်ဖိန်ဆိုတဲ့ခေါင်းဆောင်အသစ်တဦးပေါ်ပေါက်လာပါရစေ။ပြုပြင်ပြောင်းလဲရေသမားတဦးအဖြစ်သူ့ရဲ့မှတ်တမ်းနဲ့အတူသူ့ရဲ့ပွင့်ပွင့်လင်းလင်းနဲ့ရင်းရင်းနှီးနှီးရှိတဲ့ဟက်ပန်က မော်စီတုံးရဲ့ပုံရိပ်နဲ့တိတိတသာကိုကော်ဆနေပါရစေ။ တရုတ်ကွန်မြူနတီပါတီ CCB တခုတည်းကသာတရုတ်နိုင်ငံကိုတာယာဝေါ်ပြောရေးစီကိုဥဆောင်နိုင်မယ်လို့တိတ်ဆောင်ဖိန်ကယုံကြည်ထားပါတယ်ဒါပေမဲ့ဒီလိုလုပ်ဖို့အတွက်အဓိကပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့လိုအပ်တယ်လို့လည်းသူယုံကြည်ပါတယ်သူရဲ့အမြင်တွေကိုထောက်ခံသူတွေဖြစ်တဲ့ဟူယောင်ပင်နဲ့ကြောက်ကြီးရန်တို့ကလည်းထောက်ခံကြပြီးတော့မှတိတ်ဆောင်ဖိန်ကသူတို့ကိုသူရဲ့လက်ဝဲလက်ရလက်ယုံတွေအဖြစ်ဖော်ပြပါတယ်သူတို့အလုံးပေါင်းပြီးတော့မှစိုက်ပျိုးရေးစက်မှုလုပ်ငန်းအမျိုးသားကာကွယ်ရေးနဲ့ သိပ္ပံနဲ့နိပညာဆိုတဲ့ခိမိရေလေးရက်ကိုအာပေမြင့်တင်ခဲ့ကြပါတယ်။ဒါပေမဲ့တရုတ်နိုင်ငံရဲ့ဖိနိတ်တဲ့စနစ်ကိုမေကွန်းထုတ်တဲ့သူတွေလည်းတိုးများလာနေခဲ့ပါတယ်။တိတ်ချောက်ဖင်ရဲ့ဝါဒါရေးရာလွှမ်းမြောက်ရေးအကြောင်းပြောဆိုမှုတွေကလည်းအတက်ခေကြပြီးတော့မှတက်ကြောလှုပ်ရှားသူတွေဟာဘေကျင်းမြို့ကရှီဒန်လန်တခြားမှာနိုင်ငံရေးပိုစတာတွေကိုကတ်ထားခဲ့ကြပါတယ်။ဒီနေရာကိုဒီမိုကရေစီနယ်ရန်ဆိုပြီးတော့မှလူသိများလာပါတယ်။ ပိုစတာအများအပြားမှာ မော်စီတုံးနဲ့လေခိုင်အဖွဲကိုဝေဖန်ထားတာကိုတွေ့ရပါတယ်။တိရှောက်ပိုင်ကသူ့ရဲ့ရှေးကားခေါင်းဆောင်တွေအပေါ်မှာဒီလိုဝေဖန်မှုမျိုးကိုတီးခံပေးခဲ့ပါတယ်။ဘီကာရက်တာပိုစတာလို့ခေါ်တဲ့ဂျီမာရန်စာသားပိုစတာတွေကပီကျင်းမျိုးနဲ့ဒီအစားအဓိကမျိုးကြီးတွေမှာပြန့်နှံ့နေချိန်မှာတော့မာတီးခံပေးခဲ့တာပါပဲ။ဒီသူတွေမှာမကျင်တဲ့ချက်တွေရှိနေပြီးတော့မှသူတို့ကိုဖော်ပြခွင့်ပေးသင့်ပါတယ်ဆိုပြီးတော့မှတိတ်ဆောင်ပင်ကအမေရိကန်သတင်းထောက်တူကိုပြောခဲ့တာပါ ိုစတာအများစုကနာမည်မဖော်ဘဲကတ်ထားကြပေမဲ့1988ခုနှစ်ဒီဇင်ဘာလမှာလျှက်စစ်ပညာရှင်နဲ့ရင်းကျိမှုတော်လှန်ရေးကာလအစောပိုင်းမှာလူငယ်တော်လှန်ရေးအဖွဲ့ဝင်ဟောင်းတူဖြစ်ခဲ့တဲ့ဝေကျင်းစင်ကပြင်စမမြောက်ခိမိရေးဆိုတဲ့ဆောင်းပါးတစ်ပုဒ်ကိုတင်ခဲ့ပါတယ်။သူရဲ့နာမည်အရင်နဲ့လိပ်စာကိုထိသွင်းလက်မှတ်ထိုးပြီးတော့မှသူကတရုတ်ပြည်သူတွေရဲ့ပါရဝေါ်ပြောရေးအတွက်ဒီမိုကရေစီဟာမရှိမဖြစ်လိုအပ်တယ်ဆိုပြီးတော့မှအခိုင်အမာပြောကြားခဲ့ပါတယ်။လူလိုက်အတွက်ဒီမိုကရေစီလွယ်လွယ်မှုနဲ့ဒီပျော်ရွှင်မှုတို့ဟာ ခင်မီရဲကိုအကောင့်တွေဖော်တဲ့နေရာမှာကျွန်တော်တို့ရဲ့တခုတည်းသောရီမန်ချက်တွေပဲဖြစ်ပါတယ်လို့သူကရေးသားခဲ့တာပါအခုတော့ပွင်းလင်းမှုစိတ်ဓာတ်အသေးရဲကန်သက်ချက်တွေကပေါ်လာပါပြီဝီချင်းရှင်နဲ့တခြားတက်ကြောလှူရှားသူ30ကိုဖမ်းဆီးပြီးတော့မှနှိရှိထောင်ထဲတွေရှာမိတ်ခဲ့ပါတယ်1989ခုနှစ်မတ်လမှာတိန့်ဆောင်ဖိန်ကအရှိခံမူလေးချက်ကိုမိတ်ဆက်ခဲ့ပါတယ်နံပါတ်1ကတော့ social လမ်းစဉ်ကိုထိမ့်သိမ်းဆောက်ရှောက်ဖို့နံပါတ်2ကတော့အလုံသမားလူဒန်းစားရဲ့အာနာရှင်စနစ်ကိုထိမ့်သိမ်းဆောက်ရှောက်ဖို့ ံပါတ်3ကတော့ကွန်မြူနီပါတီရဲ့ဥဆောင်မှုကိုထိမ့်သိမ်းဆောင်ရှောင်းဖို့နံပါတ်4ကတော့မက်စ်ဝါတာလီနန်ဝါတာမော်စီတုံးအတွေ့အခေါ်ကိုထိမ့်သိမ်းဆောင်ရှောင်းဖို့တော့ဖြစ်ပါတယ်။တိရှောက်ပင်ရဲ့ပြုပြင်ပြောင်းလဲမှုတွေမှာတပါတီအုပ်ချုပ်ရေးအဆုံးသတ်တော်မယ်ဆိုတော့ထင်အောင်ထင်မမှုမှန်သမျှကိုအခိုင်အမာဖြတ်သိမ်းပြစ်လိုက်တာလည်းဖြစ်ပါတယ်။ဒါပေမဲ့သူစီစဉ်ထားတဲ့စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေကတော့ရီမန်ချက်ကြည့်ပြီးတော့မှအကျိုးတက်ရောက်မှုကလည်းကြီးမားပါတယ်။ American ပြည်ထောင်စုကိုအထင်ကရအလေအပတ်တော်ခဲ့တဲ့ကာလအတွင်းမှာ နိုင်ငံတကာဆက်ဆံရေးကိုအားကောင်းစေဖို့နဲ့ကုန်သွယ်မှုကိုရှင်းထွင်ဖို့သူရဲ့ဆန္ဒကိုတိတ်ဆောင်ဖိန်ကအဆက်ပြတ်ခဲ့ပါတယ်။ဒါ1943ခုနှစ်နောက်ပိုင်းတရုတ်ခေါင်းဆောင်တဦးရဲ့ပထမဦးဆုံးအကြိမ်ခရီးစဉ်ပဲဖြစ်ပါတယ်။တက္ကသပြည်နယ်မှာအမေရိကန်ရိုးရာတွေကိုသူတိတိတတ်တာနှစ်သက်ပုံကလည်းလူအများရဲ့စိတ်ကိုဆွေးဆောင်နိုင်ခဲ့ပြီးတော့မှတရုတ်နိုင်ငံရဲ့နိုင်ငံသားဆက်ဆံရေးအပေါ်မှာသူရဲ့လက်တွေ့ကြတဲ့ရှင်းကပ်ပုံကိုလည်းပေါ်လွင်စေခဲ့တာပါ။တိတ်ဆောင်ဖိန်ရဲ့ရည်မှန်းချက်ကသာမန်တရုတ်လူမျိုးတန်ပေါင်းများစွာကို ဆင်းရဲမွေးတေမှုကနေဆွေးထုတ်ပြီးတော့လူလဲတန်းစားတွေရောက်အောင်လုပ်ပေးဖို့ပါပဲဒီအတွက်အသုံးပြုမဲ့နီလန်ကတော့စီဘောရစနစ်အသေးဖြစ်တဲ့တရုတ်အသွင်အပြင်နဲ့ဆိုရှယ်လစ်စနစ်ပဲဖြစ်ပါတယ်တင်းကျပ်မှုတွေနဲ့အစိုးရကထိန်းချုပ်ထားတဲ့ကွန်မြူနီပုံစံတွေကိုဈေးကွက်အရင်းရှင်စနစ်ရဲ့အစိတ်အပိုင်းတွေကိုပထမဆုံးအကျင့်အဖြစ်မိတ်ဆက်မှာဖြစ်ပါတယ်ဆုံးဖြတ်ချက်တွေကိုဗဟိုရှုတ်ကိုက်မှုရှင်းရှားမှာဖြစ်ပြီးတော့ ဆက်မှုလုပ်ငန်းတွေကိုပုဂ္ဂလိကလုပ်ငန်းတွေအတွက်ဖွင့်လှစ်ပေးမယ်ပြီးရင်ဈေးနှုန်းထိန်းချုပ်မှုတွေကိုဖြေလျှော့ပေးပါလိမ့်မယ်။ဒါပေမဲ့လည်းအပြောင်းအလဲတွေကိုတည်ထားပြီးမိတ်ဆက်သွားမှာဖြစ်ပြီးတော့စီးပွားရေးရက်ကဏ္ဍအလုံးဟာအစိုးရရဲ့တင်ကျပ်စွာကြီးကြပ်မှုအောက်မှာဆက်လက်တည်ရှိနေပါလိမ့်မယ်။အထူးစီးပွားရေးဇုံတွေတနည်းအားဖြင့် SEZ ဟာတရုတ်နိုင်ငံရဲ့စီးပွားရေးခေတ်တွေအတွက်ထွန်းလင်းတောက်ပမဲ့မီရှုတစောင်တွေဖြစ်လာပါလိမ့်မယ်။ CBK စင်ကာပူ၊ဟောင်ကောင်၊တောင်ကိုရီးယားနဲ့ဂျပန်တို့ရဲ့စီးပွားရေးတိုးတက်မှုကလည်း လှုံ့ဆော်မှုယူပြီးတော့မှပထမဆုံး SEZ တွေဟာနိုင်ငံသားချင်းနှီးမြှုပ်နှံမှုကိုအစဉ်ပြည်စေဖို့အတွက်ကန်ယူတန်းမှအားလုံးတရှိပါတယ်။အဲ့ဒီထဲမှာဟောင်ကောင်နဲ့စင်ကာပူသာဝေးတဲ့ဆန်တန်းနဲ့ဒီထိုင်ဝမ်ရဲ့တစ်ဖက်မှာရှိတဲ့ရှာမင်တို့လည်းပါဝင်ပါတယ်။1980ပြည်လုံးနှစ်တွေမှာနောက်ထပ်အများကြီးအဲ့ဒီလိုဖြစ်လာပါလိမ့်မယ်။ SEZ တွေကနိုင်ငံသားချင်းနှီးမြှုပ်နှံသူတွေကိုစီမင်းတွေရှော့ရှာပြီးတော့မှအခွန်တွေနေပါစေပြီးတော့ တရုတ်နိုင်ငံရဲ့ပေါ်များတဲ့ဈေးပေါ်တဲ့လူသားအင်အားနဲ့ကုန်ကျန်းပစ္စည်းတွေကိုအသုံးပြုခွင့်ပေးခဲ့ပါတယ်။သူတို့ကတရုတ်နိုင်ငံစီဝင်ပေါက်တွေပြီးရင်ပိုးကုန်တွင်းကုန်တွေရဲ့ဒီကုန်တွေရဲ့အရှိန်အဟုန်မြင်းမာလာအောင်ထူထောင်နိုင်တဲ့စိတ်ကမ်းတွေအဖြစ်ရှိကျူးခံခဲ့ရပါတယ်။ SEZ တွေဟာကြီးမားတဲ့အောင်မြင်မှုတွေရရှိခဲ့ပြီးတော့မှကြီးမားတဲ့နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေစက်ရုံအသစ်တွေနဲ့အလုတ်အကင်တွေကိုဆွေးဆောင်နိုင်ခဲ့ပါတယ်။တိလက်ဒေတာတွေမှာတော့မော်စီတုံးရဲ့အစုအဖွဲ့လိုက်စူပေါင်းပိုင်ဆိုင်ရေးအစီအစဉ်တွေကိုရုံသိမ်းခဲ့ပါတယ်။ တိလက်အထောက်စုတွေကိုသူတို့ရဲ့ကိုပိုင်မြေတွေကိုခွေးဝေပေးခဲ့ပြီးတော့မှဘလို့စိုက်ပျိုးလုတ်ကန်ရမယ်ဆိုတာကိုပို့ပြီးလွယ်လွယ်ခွင့်ပေးခဲ့ပါတယ်။နောက်ထပ်ဆောင်းနှစ်အတွင်းမှာလေသမားအထောက်စု60ခွန်ရာခိုင်နှုန်းဟာအစုအဖွဲ့ပိုင်မြေပိုင်ဆိုင်မှုကနေတူးချင်းမြေပိုင်ဆိုင်မှုတွေကိုပြောင်းရွှေ့ခဲ့ကြပါတယ်။စိုက်ပျိုးရေးထွက်ကုန်ဟာ60ရာခိုင်နှုန်းကျော်တိုးလာပါတယ်။ထောင်စုနှစ်တွေကြာအောင်တရုတ်တောင်တူလေသမားတွေကိုဒုက္ခပေးခဲ့တဲ့ဆာလောင်မှုနဲ့အငက်ပေးတွေဟာအတိတ်ကကိစ္စတွေဖြစ်တော့ပါပြီ။ ရင်ကျစ်မှုတော်လှန်ရေးကာလအတွင်းမှာဒီကျေးလက်ဒေသတွေစီကိုအပိုးခံခဲ့ရတဲ့ကြောင်သားအရာရှိထောင်ပေါင်းများစွာကိုလည်းမျိုးတွေစီကို ပြန်လာခွင့်ပေးခဲ့ပြီးတော့မှသူတို့ရဲ့လုပ်ငန်းတာဝန်တွေကိုပြန်လည်စတင်ခွင့်ရရှိခဲ့ပါတယ်။ရင်ကျစ်မှုတော်လှန်ရေးကာလအတွင်းမှာရပ်ဆိုင်ထားတဲ့တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွေကို1989ခုနှစ်မှာပြန်လည်မိတ်ဆက်ခဲ့ပြီးတော့မှနိုင်ငံတော်မှာရှိတဲ့တက္ကသိုလ်တွေမှာပညာရေးဘဝပြန်လည်ပြီးစတင်ခဲ့ပါတယ်။ပြည်ပမှာတော့တရုတ်နိုင်ငံဟာအကြီးကဒေတာတွေအင်အားကြီးနိုင်ငံအဖြစ် သူရဲ့ဩဇာလွန်မိုးမှုကိုဆက်လက်အခိုင်အမာပြသခဲ့ပါတယ်။တောင်ဖက်အင်ဒိုချိုင်းနာမှာတော့ BNN နဲ့ဒီကမ်ဘောဒီးယားကကွန်မြူနီလက်နက်ကင်အုံကျော်မှုတစ်ခုကိုသူကထောက်ခံခဲ့ပါတယ်။ကာလာကြာရှည်စွာတိုက်ပွဲဝင်ပြီးတဲ့နောက်နှစ်နိုင်ငံလုံးဟာသူတို့ရဲ့သက်ဆိုင်ရာနိုင်ငံတွေမှာထိန်းချုပ်မှုကိုလုံခြုံစွာရရှိခဲ့ပါတယ်။ဒါပေမဲ့1980ပြည်လုံးနှစ်တွင်နှောင်းပိုင်းမှာတော့ကွန်မြူနီ BNN နဲ့တရုတ်နိုင်ငံရဲ့ဆက်ဆံရေးဟာဆိုရင်အလင်းရဲ့အမြင်ယိုယွင်းလာခဲ့ပါတယ်။ဆိုဗီယက်တရုတ်ကွေပြားမှုဖြစ်ပြီးတဲ့နောက်မှာ ဗီယက်နမ်ဟာသူ့ကိုကြောထောက်နောက်ခံပြုတဲ့နောက်ထပ်နိုင်ငံဖြစ်တဲ့ဆိုဗီယက်ယူနီယံဘက်ကိုရပ်တည်ခဲ့ပါတယ်။1988ခုနှစ်မှာဗီယက်နမ်ကပူပေါ်ဥဆောင်တဲ့ခမာနီထိန်းချုပ်ထားတဲ့ကမ္ဘောဒီးယားကိုကျူးကျော်ခဲ့ပြီးတော့မှတရုတ်နိုင်ငံရဲ့ဒေသတွင်းမဟာမိတ်တူအကိုဖျောက်ရှားဖို့ချိန်ထောက်ခဲ့ပါတယ်။အဲဒါကိုဒေါသထွက်ပြီးတော့မှတရုတ်နိုင်ငံကနောက်တစ်နှစ်မှာဗီယက်နမ်ကိုအကန့်အသတ်နဲ့ကျူးကျော်မှုစတင်ခဲ့ပါတယ်။ဒါပေမဲ့ဒီကိစ္စကကုန်ကျစရိတ်အရန်ကြီးမားတဲ့ကိစ္စတစ်ခုဖြစ်ခဲ့ပါတယ်။အတွေ့အကြုံရှိတဲ့ဗီယက်နမ်တပ်ဖွဲ့တွေက တရုတ်ပြည်သူလက်မျောက်ရေးတပ်မတော် PLA ကိုတေဆုံထိခိုက်ဒဏ်ရာရသူ2000ခန့်ရှိအောင်တိုက်ခိုက်ခဲ့ပါတယ်။တရုတ်စစ်တပ်ရဲ့ရှုံရဲချက်တွေဟာပေါ်လာပြီးတော့မှသူတို့ရဲ့လက်နက်ကင်တပ်ဖွဲ့တွေကိုပြုပြင်ပြောင်းလဲရင်းနဲ့ခင်မိအောင်လှုပ်ဆောင်ဖို့ဥတီသွားစေခဲ့ပါတယ်။ဆိုဗီယက်ရဲ့မဟာမိတ်ဖြစ်တဲ့ BNN ကိုတိုက်ခိုက်တာကတော့အနောက်နိုင်ငံတွေနဲ့တရုတ်နိုင်ငံရဲ့ဆက်ဆံရေးကိုထိခိုက်မှုမရှိခဲ့ပဲပိုပြီးတိုးတက်လာခဲ့ပါတယ်။တိတ်ချောက်ဖင်က Great Britain နဲ့ဒီဂျပန်ဝန်ကြီးချုပ်တွေပြီးရင်ပြင်သစ်သမ္မတနဲ့ဘုရင်မ Elizabeth II ရဲ့ နိုင်ငံတော်ခရီးစဉ်တွေကိုလက်ခံကျင်းပခဲ့ပါတယ်။အိဆောက်ပင်ဟာ Time Magazine ရဲ့တနည်းတာအကောင်ဆုံးပုဂ္ဂိုလ်အဖြစ်နှစ်ကြိမ်ရွေးချယ်ခံခဲ့ရပါတယ်။အိဆောက်ပင်ဟာရန်သူဟောင်းဖြစ်တဲ့အမျိုးသားရေးဝါဒီတွေထိန်းချုပ်ထားတဲ့ထိုင်ဝမ်အပေါ်မှာတရားဝင်ဘာသာစကားကိုတောင်မှဆော့ပေါ့ခဲ့ပါတယ်။ကွန်မြူနတီရုံးနိုင်ငံရဲ့ထိုင်ဝမ်အပေါ်မှာထုတ်ဖော်ပြောဆိုတဲ့မဟာဗျူဟာကလွတ်မြောက်ရေးမဟုတ်တော့ဘဲငြိမ်းချမ်းစွာပြန်လည်ပေါင်းစည်းရေးဆိုပြီးဖြစ်လာပါတယ်။ဒါပေမဲ့တနိုင်ငံစနစ်နှမျိုးဆိုတဲ့ပုံတင်ဤအောက်မှာ ထောင်ဝန်ကိုတရုတ်ပြည်သူသမ္မတနိုင်ငံရဲ့ထိသွင်းဖို့တိမ်းဆောင်ပင်ရဲ့ကံလန့်ချက်ကိုဆန်ကေဆေးရဲ့သားဖြစ်တဲ့ထောင်ဝန်သမ္မတတန်ကျင်ကော်ကမြင့်ပေးခဲ့ပါတယ်။ပြည်ပမှဆိုရင်တရုတ်နိုင်ငံရဲ့ယုံကြည်မှုအသစ်ကိုလက်တင်အခရာကိုအသုံးပြုပြီးတော့မှမန်ဒရင်တရုတ်စာလုံးပေါင်းအတွက်အသံထွက်စနစ်အသစ်ဖြစ်တဲ့ပင်းရင်ကိုမြင့်တင်ရမှာတွေ့မြင်နိုင်ပါတယ်။နိုင်ငံတကာမီဒီယာတွေကပီကင်းကိုပီကျင်းလို့ခေါ်ဆိုဖို့နောက်ဆုံးမှာတင်ယူခဲ့ကြပါတယ်။အဲ့ဒီလိုတွေပြောင်းလဲလာပြီမဲ့ ပြည်တွင်းမှာတော့ကွန်မြူနစ်ပါတီရဲ့လူအဖွဲ့အစည်းအပေါ်မှာထိန်းချုပ်မှုဟာအရင်ကလိုပဲခိုင်မာနေတော့ပဲဖြစ်ပါတယ်။1949ခုနှစ်ကတည်းကတရုတ်နိုင်ငံရဲ့လူဦးရေဟာမကြုံစဘူးနှုံထားတဲ့တိုးတက်လာခဲ့ပါတယ်။ဒါဟာလူထုကျဲမှရင်းမှာကြီးမားတဲ့တိုးတက်မှုတွေရဲ့ရာလည်းဖြစ်ပါတယ်။မော်စီတုံးနဲ့အစိုးရကမိသားစုကြီးတွေကိုအားပေးခဲ့ပြီးတော့မှဆူရှခဲ့ပေမဲ့နှစ်30အတွင်းမှာတရုတ်နိုင်ငံရဲ့လူဦးရေဟာတန်950ကနေတန်1000တနည်းအားဖြင့်1ဘီလီယံခန့်အထိနှစ်ဆနီးပါးတိုးလာခဲ့ပါတယ်။ ီနှုံထားဟာရေရှည်တည်တဲ့မှုမရှိပဲတာယာဝေါ်ပြောရေးကိုထိခိုက်စေတယ်လို့တွင်ကျင်သူအများအပြားကယုံကြည်ခဲ့ကြပါတယ်။ဒါကြောင့်1980ခုနှစ်မှာတရုတ်နိုင်ငံကကလေးတယောက်မူဝါဒ one sign policy ကိုမိတ်ဆက်ခဲ့ပါတယ်။မိသားစုအများစုအတွက်ဒုတိယကလေးမွေးဖော်ရင်ဒဲငွေကြီးကြီးမားမားနဲ့တခြားပြည်တယ်တွေရှာမှတ်ခံရမှာဖြစ်ပါတယ်။အရှုပ်ကိစ္စတွေမှာဆိုရင်အတင်းအကျပ်ကိုယ်ဝန်ဖျက်ဆတာနဲ့တာကြောဖျက်တာတွေတောင်မှရှိပါတယ်။အကျိုးဆက်ကတော့အမျိုးသားတွေကိုပုံမူဦးစားပေးတဲ့ ြင်းထန်တဲ့ကြားမမညီများမှုရှိတဲ့တူတဲသောကလေးမိသားစုမျိုးဆက်တစ်ခုဖြစ်လာပါလိမ့်မယ်။တင်းကျပ်တဲ့မိသားစုစီမံကိန်းဥပဒေတွေဟာတရုတ်နိုင်ငံမှာနေထိုင်တဲ့အမျိုးသမီးတွေရဲ့အခန့်ကဏ္ဍနဲ့အတွေ့အကြုံတွေကိုကွန်မြူနီပါတီကပြောင်းလဲပြေးလိုက်တဲ့နည်းလမ်းတစ်ခုပါပဲ။မော်စီတုံးကအမျိုးသမီးတွေဟာခေါင်းကင်တဝက်ကိုပိုင်ဆိုင်တယ်လို့ကြေညာခဲ့ပြီး1950ပြည်လွန်နှစ်တွေမှာလက်ထက်ထိမ်းမြမှုကော်ရှင်မှုနဲ့ပိုင်ဆိုင်မှုတွေမှာအမျိုးသမီးအခွင့်အရေးကိုမြင့်တင်ဖို့ဥပဒေတွေကိုမိတ်ဆက်ခဲ့ပါလေ။1980ပြည်လွန်နှစ်တွေနောက်ပိုင်းမှာ မျိုးပြဒေသတွေမှာရှိတဲ့အမျိုးသမီး60ရာခိုင်နှုန်းအထိဟာအလုပ်လုပ်ကင်နေကြတယ်လို့ခန့်မှန်းရပါတယ်။1980ခုနှစ်မှာတရုတ်နိုင်ငံဟာအမျိုးသမီးတွေအပေါ်မှာခွေးခြားဆက်ဆက်မှုပုံစံအလုံးပပျောက်ရေးဆိုင်ရာကုလသမဂ္ဂသဘောတူညီချက်ကိုပထမဆုံးအတည်ပြုလက်မှတ်ရေးထိုးတဲ့နိုင်ငံတွေထဲမှာပါဝင်ခဲ့ပါတယ်။ဒါပေမဲ့ရည်မှန်းချက်တွေနဲ့ကြေညာချက်တွေဟာလက်တွေ့အစီအအနေနဲ့အမြဲတမ်းလိုလိုကိုင်းညီမှုမရှိခဲ့ပါဘူး။တရုတ်နိုင်ငံရဲ့နိုင်ငံရင်းနဲ့စီးပွားရေးခေါင်းဆောင်မှုနေရာတွေမှာ အမျိုးသမီးတွေဟာကိုစားပြုမှုကတော့နေပါနေစေဖြစ်ပါတယ်။တရုတ်နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုအများစုနဲ့အတူပြည်ပြည်ပြောင်းလဲမှုအများအပြားဟာလည်းတိလက်ဒေသတွေစီရောက်ဖို့အချိန်ပိုကြာခဲ့ပါတယ်။တိုးတက်မှုတွေရှိနေပေမဲ့လူအများအပြားအတွက်တော့အလုံးအလောက်မြန်ဆန်မှုမရှိသေးပါဘူး။လူအများအပြားအတွက်တရုတ်နိုင်ငံရဲ့စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေကနိုင်ငံရေးအပြောင်းလဲအတွက်မျှော်လင့်ချက်တွေကိုဖြစ်စေခဲ့ပြီးတော့မှအထူးသဖြင့်ဆိုရင်တိန့်ဆောင်ဖိန်ရဲ့မဟာမိတ်ဟောင်းဖြစ်တဲ့ပါတီရဲ့အထွေထွေအတွင်ရေးမှုဖြစ်နေပြီဖြစ်တဲ့ဟူယောင်ပင်ထင်ပေါ်ကြော်ကြားလာတဲ့အတွက်ပါ။ တူအပိုလစ်ဘျူရိုအဖွဲ့ဝင်တွေတင်းမှာထူးထူးခြားခြားပွင်ပွင်လင်းလင်းပြောဆိုသူနဲ့ပွင်လင်းတဲ့စိတ်သဘောထားရှိသူဖြစ်ပါတယ်။သူကပုံမူပွင်လင်းမှုကိုထောက်ခံပြီးတော့မှပမ်မီနစ်ပါတီအကြီးအကဲအရာရှိတွေရဲ့တာသမီတွေရဲ့အခွင့်ထူးတွေကိုစင်ခေါ်ခဲ့ပါတယ်။သူဟာပြည်သူတွေချားမှာအကြီးအကျယ်ရေပန်းစားပါတယ်။ပြုပြပြောင်းလဲရဲ့သမားအများပြားကသူဟာအရှိန်တန်ရင်တိတ်ဆောက်ပင်ရဲ့နေရာကိုအမြင့်ဆုံးခေါင်းဆောင်ဖြစ်ဆက်ခံနိုင်လိမ့်မယ်လို့မျှော်လင့်ခဲ့ပါတယ်။1986ခုနှစ်မှာ YouTube မကျေနပ်မှုတွေကြောင့်တရုတ်နိုင်ငံတော်မှာ ိုမိုပွင့်လင်းမှုနဲ့ဒီမိုကရေစီအတွက်တောင်းဆိုမှုတွေနဲ့အတူကျောင်းသားဆန္ဒပြပွဲတွေကဖြစ်ပွားလာခဲ့ပါတယ်။အိမ်ဆောင်ပင်ကဟူယောင်ပင်ကိုကျောင်းသားဆန္ဒပြပွဲတွေကိုဖြိုခွေးဖို့အမိန့်ပေးတဲ့အခါမှာသူကညှင်းဆန်ခဲ့ပါတယ်။ဟူယောင်ပင်ဟာနှုတ်ထွက်ဖို့အတင်အကျပ်ခိုင်းခံရပြီးတော့မှသူ့ရဲ့လုပ်ဖို့ကင်ဘတ်တွေရှိမှအရှဲရစရာကိုယ်တိုင်ဝေဖန်မှုကိုလှုပ်ဆောင်ခဲ့ရပါတယ်။ရေဘူးရအဖြစ်ပြောရရင်တော့ကိုယ်တိုင်ဝေဖန်မှုဆိုတာကပါတီဝင်တဦးဒါမှမဟုတ်အရာရှိတဦးကမိမိကိုယ်တိုင်ရဲ့အတွေ့အခေါ်လှုပ်ဆောင်ကြဲဒါမှမဟုတ်မူဝါဒအမှားတွေကို အများရှိမှဝန်ခံခြင်းခံပြီးတော့နောက်တားရကြောင်းထုတ်ဖော်ခြင်းကိုဆိုလိုပါတယ်။နှစ်နှစ်အကြာပိုလစ်ဗျူရိုအစီအဝေးတစ်ခုအတွင်မှာသူနှလုံးရောဂါနဲ့တေဆုံးသွားပါတယ်။ပြည်သူလူထုကြားမှာဒီလောက်ရေပန်းစားတဲ့ပုဂ္ဂိုလ်တူကိုပါတီကမတရားပြုမှုတယ်လို့မြင်ကြတဲ့အတွက်သူရဲ့တေဆုံးမှုကကြီးမားတဲ့လူထုတုံ့ပြန်မှုကိုဖြစ်ပေါ်စေခဲ့ပါတယ်။ဗီဂျင်းမှာဝင်းနေပူဆွေးသူထောင်ပေါင်းများစွာစုဝေးခဲ့ကြပါတယ်။သူတို့ကတီယန်နမင်ရင်ပြင်စီကိုစုပြုံရောက်ရှိလာကြပြီးတော့မှ ချူအလိုက်တည်ဆုံးတုန်းကလိုပဲဝင်းနေပူဆွေးမှုတွေကလည်းဆန်သားပြပွဲအဖြစ်ပြောင်းလဲတော့ခဲ့ပါတယ်။ထောင်ဝါတစိကိုကူနစ်ကအထင်ကရဆန်သားပြပွဲတွေဖြစ်ပြီးတဲ့နောက်အတိအကျပြောရလို့ရှိရင်နှစ်80မြောက်မှာကျောင်းသားတသိန်းဟာဒီမိုကရေစီကိုတောင်းဆိုတဲ့ဆန်သားပြပွဲတွေမှာတဖန်ပါဝင်ခဲ့ကြပါတယ်။မေလ13ရက်နေ့မှာယာနေရှိတဲ့လူတွေဟာအစိုးရကိုဆွေးနွေးညှိနှိုင်းဖို့အတွက်ဖီအားပေးနိုင်ဖို့မျှော်လင့်ပြီးတော့မှအစာငတ်ခံဆန်သားပြမှုစတင်ခဲ့ပါတယ်။အစိုးရကိုပြောချင်တာကကျွန်တော်တို့လိုချင်တာကဒီမိုကရေစီ စကားပြောဆို권လွယ်လွယ်မှုပဲဖြစ်ပြီးတော့အစိုးရကိုဖြုတ်ချဖို့မဟုတ်ပါဘူးစီးပွားရေးပြုပြင်ပြောင်းလဲမှုနဲ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေဆက်လုပ်ဖို့ကျွန်တော်တို့ရဲ့အစိုးရကိုကျွန်တော်တို့ထောက်ခံပါတယ်ဆိုပြီးတော့မှတွေးကြော်ခဲ့ကြပါတယ်ပါတီရဲ့အတွင်းရေးမှုချုပ်အတိတ်ကတော့အိတ်ဆောင်ပင်ရဲ့နောက်ထပ်တစ်ပိတ်တူဖြစ်တဲ့ကြောက်ကြည့်ရဖြစ်ပါတယ်မေလာ၁၉ရက်နေ့မှာကြောက်ကြည့်ရဟာစိုးရိမ်ပူပယ်မှုနဲ့စာနာမှုတွေကိုဖော်ပြရဲဆန္ဒပြစခန်းကိုတွားရောက်ခဲ့ပါတယ်အသက်၆၉နှစ်အရွယ်မှာသူဟာပိုလစ်ဘူရိုရဲ့အငယ်ဆုံးအဖွဲ့ဝင်တူဖြစ်ပြီးတော့မှ တောင်းသားတွေကိုကျွန်တော်တို့ကအသက်ကြီးနေပြီးအရေးမကြီးတော့ဘူးလို့ပြောခဲ့ပါတယ်။ပြည်နေဝင်ကြီးရှိုးလီပန်ကတော့ပိုပြီးရှေးရိုးဆွေးတဲ့ပုံကိုယ်တူဖြစ်ပါတယ်။သူကဆန္ဒပြပွဲတွေအပေါ်မှာတင်းတင်းမာမာတုံ့ပြန်မှုအတွေ့တိမ်းဆောင်ဖေးရဲ့ထောက်ခံမှုကိုရယူနိုင်ခဲ့ပါတယ်။ဆွေးနွေးညီနိုင်မှုမရှိအစောပေးမှုမရှိပါဘူး။အစားထိုးအနေနဲ့ဆေးအုပ်ချုပ်ရေးကိုကျင်းပခဲ့ပါတယ်။ဇွန်လ3ရက်နေ့ညမှာတော့တပ်ဖွဲ့ဝင်တွေနဲ့တင်ကားတွေကိုတည်နေမယ့်ရင်ပြင်ကိုရှင်းလင်းဖို့အတွက်လိုအပ်တဲ့ဘေးနီးလန်းကိုမဆိုးစေလောက်ခဲ့ပါတယ်။ရလဲကတော့လူသက်ပွေကြည့်ပါပဲ။ တရားဝင်ကင်းကနဲတွေအရာအရက်သား218ဦးနဲ့လုံခြုံရေးတပ်ဖွဲ့ဝင်23ဦးသေဆုံးခဲ့ပြီးတော့မှထောင်ပေါင်းများစွာဒဏ်ရာရခဲ့တယ်လို့ဖော်ပြထားပါတယ်။လူအများအပြားကဒီကင်းကနဲတွေကိုတန်တရားရှိခဲ့ကြပြီးတော့အမေရိကန်သေဆုံးသူအရေအတွက်ကအဲ့ဒီထက်ပိုများတယ်လို့ယုံကြည်ခဲ့ကြပါတယ်။ဖြည့်ရနောက်ပိုင်းမှာတော့ကင်မရာတွေကထူးခြားတဲ့စမ်းကျင်မှုပုံရိပ်တစ်ခုကိုမှတ်တမ်းတင်ခဲ့ပါတယ်။ဆန်အန်ရိတ်တာလမ်းပေါ်မှာတူဦးတဲ့သောအမည်မသိအမျိုးသားတူဦးကတင်းကားတန်းတစ်ခုကိုပိတ်ဆို့နေတာပဲဖြစ်ပါတယ်။ဒီဖြစ်ရက်ကိုတစ်ကမ္ဘာလုံးကမြင်ခဲ့ကြပါတယ်။ တင်းကရှေးကလူဟာအာနာရှင်စနစ်ကိုဆန်းကျင်မှုရဲ့ကဘာကျော်တင်ကြတာတစ်ခုဖြစ်လာခဲ့ပါတယ်။တင်းတက်တဲ့ဆင်ဆာဖြတ်တောက်မှုတွေရှိနေပေမဲ့ဒီသွေးထွက်တန်ယိုဖြစ်ရက်တွေရဲ့နောက်ထပ်အစီရင်ခံစာတွေနဲ့ဗီဒီယိုဖိုင်တချို့လည်းပေါ်ထွက်လာခဲ့ပါတယ်။နိုင်ငံတကာမီဒီယာတွေကလူသက်ပွေးကိုလျင်မြင်စွာပြစ်ဒဏ်ဆုတ်ချခဲ့ပေမဲ့တရုတ်အစိုးရကတော့သူတို့ရဲ့တရားဝင်ရည်တည်ချက်ကနေဘတော်မှတွေးဖိမတော့ခဲ့ပါဘူး။ဖြစ်ရက်ဖြစ်ပြီးရက်အနည်းငယ်အကြာမှာအဲ့ဒီတော့ကအသက်၈၄နှစ်အရွယ်ရှိနေပြီဖြစ်တဲ့တိန့်ဆောင်ဖိန်ကဆန္ဒပြပွဲတွေကို တော်လှန်ရေးကိုဆန်းကျင်တဲ့ပုံကံမှုအဖြစ်ရှုံ့ရှားခဲ့ပြီးတော့မှစီးကြီးအရာတုံးပြန်ဖို့လုံးဝထိုက်တန်တယ်လို့ပြောခဲ့ပါတယ်။ဆန္ဒပြသူတွေကိုတော်တွေ့ခဲ့တဲ့အတွေ့အရင်မှုချုပ်ကြောက်ကြည့်ရန်ကိုယာဒုကနေဖိချခဲ့ပြီးတော့မှနေအိမ်အခြေရှုံးနဲ့ဆင်ကားနေကြနေထိုင်ခဲ့ရပါတယ်။လီပန်းကတော့နောက်ထပ်၉နှစ်ကြာတရုတ်နိုင်ငံရဲ့ဝင်ကြီးချုပ်အဖြစ်ဆက်လက်ရှိနေခဲ့ပါတယ်။အဲ့ဒီနေ့နောက်ပိုင်းမှာအိရှောက်မိန်ဟာရှေးတန်းနိုင်ငံရေးကနေတရားဝင်အငြိမ်းစားယူခဲ့ပြီးတော့မှသူဟာပါတီရဲ့အစွန်းရောက်ဝါဒီတွေနဲ့ ရှင်ယိုဇွေးတွေစီကိုအာနာပြန်လေလွှေပြောင်းပေးနေတယ်လို့ထင်ရပါတယ်။တိချောက်ပင်ရဲ့ပြုပြင်ပြောင်းလေရခေတ်ဟာရက်တန့်သွားခဲ့ပါတယ်။တရုတ်နိုင်ငံဟာတဖြည်းဖြည်းဒီမိုကရေစီကူးပြောင်းမဲ့ရှေ့လန်းတွေကနေနောက်ပြန်ဆုံးနေပုံရပါတယ်။တရုတ်နိုင်ငံရဲ့လူသက်ပွေကတရုတ်နိုင်ငံရဲ့နိုင်ငံတကာဂုဏ်သတင်းကိုဆိုးဆိုးရွရွထိခိုက်စေခဲ့ပြီးတော့မှနိုင်ငံဟာတဖန်ပြန်ပြီးတော့မှအထူးကျန်ဆန္ဒတာကိုတွေ့ခဲ့ရပါတယ်။လူများပြကတရုတ်နိုင်ငံကဖြစ်ရက်တွေကိုတရနမယင်ပြင်အရေးအခင်မဖြစ်ခင်အနေငယ်ကလွယ်လွယ်ခွင့်ပေးရေးကာလကိုဖြတ်သန်းနေတဲ့ ထိုင်ဝမ်ကပြုပြင်ပြောင်းလဲမှုတွေနဲ့နှိုင်းယှဉ်ခဲ့ကြပါတယ်။ထိုင်ဝမ်ဒီမိုကရေစီကူးပြောင်းရေးအကြောင်းကိုတော့ကျွန်တော်အရင်တစ်ခါဗီဒီယိုတစ်ပုတ်လုပ်ပြီးတော့မှတင်ဆက်ပေးခဲ့ပူပါတယ်။မကြည့်ရသေးရင်တော့ဒီဗီဒီယိုအောက်ကမှန်မှဝင်ရောက်ကြည့်သွားနိုင်ပါတယ်။ထိုင်ဝမ်ဟာဆေးအုပ်ချုပ်ရေးကို1989ခုနှစ်မှာပထမဆုံးအကြိမ်အဖြစ်ရုပ်သိမ်းခဲ့ပြီးတော့မှ1990တခုနှစ်မှာပထမဆုံးအပြည့်အဝပါလီမန်ရွေးကောက်ပွဲအတွက်လမ်းဖွင့်ပေးခဲ့ပါတယ်။နိုင်ငံသားချင်းညီမျှနဲ့မှုနဲ့ ထိုင်ဝမ်စီမင်းကွန်ဒက်တာမန်နူဖက်ရှာရင်းကုမ္ပဏီ TSMC လို့ကုမ္ပဏီအသစ်တွေရဲ့ဥစားမှုကြောင့်စီးပွားရေးဟာအရှိန်အဟုန်မြင့်မားလာနေပါတယ်။ဒီကုမ္ပဏီဟာဒီကနေ့မှာတော့ကမ္ဘာအကြီးဆုံးကွန်ပျူတာရှစ်ထုတ်လုပ်သူဖြစ်ပြီးတော့မှထိုင်ဝမ်ရဲ့စီးပွားရေးကိုပြောင်းလဲပေးမယ့်စက်မှုလုပ်ငန်းတစ်ခုလည်းဖြစ်ပါတယ်။အားလုံးနဲ့ဆန်းကျင်ဘက်အနေနဲ့တရုတ်နိုင်ငံရဲ့နောက်ပြန်ဆုံးနေတယ်လို့ယူဆရမှုတွေကြောင့် American ပြည်ထောင်စုနဲ့ဥရောပသမဂ္ဂ EU ကပိတ်ဆို့အရေးယူမှုတွေရှာမဲ့ခဲ့တဲ့အတွက်တရုတ်ဟာနိုင်ငံသားယင်းနှီးမြုံနယ်မှုတိတိတသာကြာဆင်းသွားခဲ့ပါတယ်။ ကမ္ဘာပြန်ကလည်းရှင်းငွေတွေကိုရပ်ဆိုင်းလိုက်ပါတယ်။တရုတ်နိုင်ငံအတွက်စီးပွားရေးခန့်မှန်းချက်တွေဟာအစင်းနှိမ့်ချခံခဲ့ရပါတယ်။တရုတ်နိုင်ငံရဲ့စီးပွားရေးရပ်တန့်မှုကတိန့်ဆောင်ဖိန်ကိုတဖန်လှုပ်ရှားလာစေမှာပါ။1990ခုနှစ်မှာအသက်88နှစ်ရှိပြီဖြစ်တဲ့တိန့်ဆောင်ဖိန်ဟာတောင်ပိုင်းခရီးစဉ်ကိုစတင်ခဲ့ပြီးတော့မှအောင်မြင်နေတဲ့အထူးစီးပွားရေးဇုံတွေကိုတောရောက်ခဲ့ပြီးတော့စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့တွန်းအားပေးရမှာပုံမရေးရင်းနဲ့ဥဆောင်မှုနဲ့ပုံမကြီးမားတဲ့စွမ်းအင်ကိုလိုအပ်ကြောင်းတောင်းဆိုခဲ့ပါတယ်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်ပြီးတော့မှပြည်သူတွေရှမ်းသာကြွေဝါလာဖို့အတွက်ဆိုရင်အရင်ရှင်စနေရဲ့ထိရောက်မှုရှိတဲ့ဈေးကွက်ရန်နေရာနဲ့ရှင်ပြိုင်နိုင်စွန်းကိုအသုံးပြုရမယ်ဆိုပြီးတော့မှယုံကြည်ခဲ့ပါတယ်။ဘ ਹੁ ရှုပ်ကိုက်မှုတနည်းအားဖြင့်ဒီ socialism နဲ့ဈေးကွက်စနေဒီ market တို့ကိုပေါင်းစပ်ပြီးတော့မှကျင်းသုံးရမယ်ဆိုတဲ့သဘောပါ။သူရဲ့ကြီးမားတဲ့ပုဂ္ဂိုလ်ရေးဩဇာအရှင်ဘော်တခုတွင်နဲ့တိတ်ဆောက်ပင်ဟာပြုပြင်ပြောင်းလဲရေးကိုအစီအစဉ်ရဲ့ဘ ਹੁ ရှမ်းမှာပြန်လေထရှိခဲ့ပါတယ်။ ပေါ်မလေးလည်းမပြောခဲ့ပေမဲ့တရုတ်ကမ္ဘာ့ပါတီနဲ့ပြည်သူတွေဂျာကာသဘောတူညီချက်အတစ်ကိုသူကရေးသားနေခဲ့တာပါကြီးထောမှုတာယာဝါပြောမှုနဲ့အမျိုးသားပြည်လေထူထောင်ရေးအတွက် လေးလေတဲ့တရားဝင်မှုဆိုတာဟာတိတ်ဆောင်ဖိန်ရဲ့ဒီပြည့်ပြည့်ပြောင်းလဲရေးခေတ်ကစားပြီးတော့မှဒီကနေ့အထိတရုတ်ကမ္ဘာ့ပါတီ CCP ရဲ့တရားဝင်မှု legitimacy တိဆောက်တဲ့နည်းလမ်းလေးဖြစ်ပါတယ်ပါတီကသူ့ရဲ့သဘောတူညီချက်ကိုထိမ့်သိမ်းခဲ့ပါတယ်1990ခုနှစ်ပါတီကွန်ဂရက်ကတရုတ်နိုင်ငံကို socialist ဈေးကွက်စီပေါ်ရေးအဖြစ်ကျင်းပခဲ့ပါတယ် ဒီနေ့ကစပြီးတော့မှဈေးကွက်တွေကသာကုန်စည်ဝန်ဆောင်မှုလုံအားနဲ့အရင်အနည်းတို့အတွက်ဈေးနှုန်းတွေကိုတတ်မှတ်မှာဖြစ်ပြီးတော့နိုင်ငံတော်ကတတ်မှတ်မှာမဟုတ်တော့ပါဘူးအကြီးစားပုဂ္ဂလိကလုပ်ငန်းတွေကနေရာယူလာတဲ့အတွက်နိုင်ငံပိုင်းလုပ်ငန်းအများအပြားကိုပုဂ္ဂလိကပိုင်ပြောင်းလဲခဲ့ပါတယ် GDP ဟာ1990ပြည်နှစ်က3.9ရာခိုင်နှုန်းကနေ1990ခုနှစ်မှာတော့4.2ရာခိုင်နှုန်းအထိခုန်တက်တော့ပြီးတော့မှဆင်းစုနှစ်တစ်ခုကြာအောင်မြင့်မားနေခဲ့ပါတယ်ကမ္ဘာပြည်ရဲ့ကိန်းဂဏန်းတွေအရ1990ခုနှစ်မှာလူဦးရေ80ရာခိုင်နှုန်းကျော်ဟာ အလွန်အမင်းဆင်းရဲမွေးတေစော်နဲ့နေထိုင်ခဲ့ရပါတယ်။နောက်ထပ်နှစ်30ကျော်အတွင်းမှာအဲ့ဒီအခြေအတွက်ဟာတုံညာရခိုင်နှုန်းအထိကြာဆင်းသွားခဲ့ပါတယ်။တဆူကတာကိုတမိုင်းတစ်ဆောင်အကြီးအကျယ်ဆုံးစီးပွားရေးအမွေတစ်ခုအဖြစ်ရှုမြင်ကြပါတယ်။လူအများအပြားကိုစံချိန်တန်အရှိန်တို့အတွင်းမှာအလွန်အမင်းဆင်းရဲမွေးတေမှုကနေစံချိန်တန်ဆွေးထုတ်ခဲ့ပါတယ်။ဒါပေမဲ့ဒီမကြုံစဘူးစီးပွားရေးအရှိန်အဟုန်မြင့်တက်မှုရဲ့နောက်ထပ်ဒီအမောင်ဘက်ခြမ်းကလည်းရှိနေပါတယ်။စေစုနေတွေကြာအောင်တရုတ်အစိုးရကအင်ယာနဲ့အစားအသောက်တွေကိုထောက်ပံ့ပေးခဲ့ပါတယ်။ ဒါပေမဲ့အခုချိန်မှာတော့ဈေးနှုန်းထိန်းချုပ်မှုတွေနဲ့လူမှုဖူလုံရေးစနေရက်အစိတ်ပိုင်းတွေကိုဖိချလိုက်ပါတယ်။အများအပြားဟာစွန်ပြေခံရပြီးတော့မှရက်တီဖို့ရုန်းကန်နေရတာကိုလည်းတွေ့ရှိလာရပါတယ်။အခုတော့အလုံးလက်မဲ့ပုံများလာတဲ့အတင်းပြက်ခြားစားမှုလေဒူးညင်ညင်မှုနဲ့အထူးသဖြင့်ဒီမျိုးပြားတွေနဲ့ကြေးလက်ဒေတာလူဦးရေချာမှာတိတိတတမြင့်တက်လာတဲ့လူဒန်းစားမကြီးများမှုတွေကလည်းရှိလာပါတယ်။ရာလဲအနေနဲ့ကြေးလက်ဒေတာကဆင်းရဲတာတန်ပေါင်းများစွာဟာစီးပွားရေးအစဉ်အဟုန်မြင့်မားနေတဲ့မြို့ကြီးတွေစီကိုပြောင်းရွှေ့လာကြပြီးတော့မှ ဟူခိုစနေလိုလူပြီးများတဲ့တင်းကျပ်တဲ့အင်ယာနေထိုင်ခွင့်လိုအပ်ချက်တွေကြောင့်သူတို့ကနိုင်ငံတော်ရဲ့အကျိုးခံစားခွင့်တွေကနေပိတ်ဆို့ထားတဲ့ဒုတိယတန်းစားနိုင်ငံသားတွေဖြစ်စေခဲ့ပါတယ်။ဒါကတော့နိုင်ငံတော်ကပေးတဲ့အကျိုးခံစားခွင့်တွေဒီအခွင့်အရေးတွေနဲ့ဝန်ဆောင်မှုတွေဥပမာအဖြစ်ဒီပညာရေး၊ကျန်းမာရေး၊လူမှုဖူလုံရေးနိုင်ငံရေးပါဝင်ခွင့်တွေကိုတားမြစ်ခံထားရတဲ့ဒါမှမဟုတ်ဒီအပြစ်အဝါကမရရှိတဲ့လူအဖွဲ့အစည်းတခုတည်းကလူတွေကိုပြောတာဖြစ်ပါတယ်။1998ခုနှစ်မှာတိတ်ဆောင်ဖိန်ဟာအသက်62နှစ်နဲ့ကိုယ်လွန်သွားခဲ့ပါတယ်။ ူရဲ့ထားခဲ့တဲ့အမွေအနှစ်တွေရဲ့အတိုင်းအတာကအငစ်ပေါ်စရာဖြစ်ခဲ့ပေမဲ့ရှေးကပြောဖို့ဆိုတော့လည်းခက်ခဲ့ပါတယ်။တိချောက်ပင်ရဲ့ဥဆောင်မှုအောက်မှာတရုတ်နိုင်ငံရဲ့စီးပွားရေးအလားအလာတွေဟာတင်းကျပ်တဲ့နိုင်ငံတော်စီမံကိန်းတွေရဲ့ရှုပ်ရှိမှုအောက်ကနေလွတ်မြောက်လာခဲ့တယ်လို့ဈေးကွက်ရဲ့စွန်အားနဲ့တရုတ်နိုင်ငံရဲ့စီးပွားရေးစွန်ကြီးတွေကလည်းအစိမ့်အဟုန်ပြင်းပြင်းနဲ့တိုးတက်လာပြီးတော့လူနေမှုအဆင့်အတန်းတွေလည်းမြင့်တက်လာခဲ့ပါတယ်။သူကိုရှိကျူးတဲ့သူတွေအတွက်တိတ်ဆောင်ပင်ဟာ20ရာစုရဲ့အကြီးမြတ်ဆုံးနိုင်ငံတော်အကြီးအကဲတွေတွေကတူပါပဲ။ သူ့ကိုပြစ်ဒဏ်ဝေဖန်သူတွေအတွက်ကြတော့သူဟာတပါတီကွန်မြူနီအုပ်ချုပ်ရေးကိုအခိုက်အမာဖြစ်စေဖို့အတွက်စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေကိုအသုံးချခဲ့သူဖြစ်ပါတယ်။1950ပြည်လုံးနှစ်တွေကမော်စီတုံးရဲ့ရက်ဆက်ကြံကြုတ်တဲ့လက်ရဝော်ဒီဆန်းကျင်ရေးစစ်ဆင်ရေးတွေကိုကြီးကြပ်ခဲ့တဲ့ဒီလူဟာအဆုံးအထိပါတီအပေါ်မှာတိဆာရှိနေခဲ့ပါတယ်။အိဆောက်ဖင်ရဲ့အမြင့်ဆုံးခေါင်းဆောင်ရာထူးကိုဆက်ခံသူကတော့ဂျန်စီမဲဖြစ်ပါတယ်။ဂျန်စီမဲဟာနိုင်ငံရေးအရာရှေးရိုးဆွေးဖြစ်ပေမဲ့ စီးပွားရေးပြပြပြောင်းလဲရေးသမားတူဖြစ်ပြီးတော့မှလူမှုဆက်ဆံရေးကောင်းတဲ့ပုံစံအကြောင်းလူသိများသလိုအင်္ဂလိပ်နဲ့ရုရှားဘာသာစကားနှစ်မျိုးလုံးကိုပြောတတ်တဲ့ပထမဆုံးတရုတ်ခေါင်းဆောင်လည်းဖြစ်ပါတယ်။ပြည်တွင်ဝင်ကြီးရှုပ်လီပန်နဲ့အတူလှုပ်ဆောင်ရင်းကြီးထွားလာတဲ့စီးပွားရေးနဲ့ဗဟုရှုပ်ကိုင်မှုအလွန်မြင့်မားတဲ့နိုင်ငံကိုဟန်တဲ့ညီစေခဲ့ပြီးတော့မှနိုင်ငံရဲ့လမ်းကြောင်းကိုဆက်ထိန်ထားဖို့သူကတေချာစီခဲ့ပါတယ်။ရန်စီမဲဟာတိတ်ဆောက်ပင်ရဲ့လမ်းညွန်ချက်တွေအတိုင်းနိုင်ငံသားရေးမူဝါဒကိုတတိထားပြီးတော့မှကျင့်သုံးခဲ့ပါတယ်။ဆိုလိုတာကတရုတ်နိုင်ငံဟာတကယ်တမ်းအင်အားကြီးလာပေမဲ့ အဲ့ဒါကိုအများကြီးထုံးမပြခဲ့ပဲဖွံ့ဖြိုးတိုးတက်ဖို့အတွက်နောက်ထပ်အချိန်ယူစောင့်ဆိုင်းပြီးတော့မှဆက်လက်အပြည့်နေကြတာဖြစ်ပါတယ်အဲ့ဒါကိုတော့ကိုယ့်ရဲ့အရင်အရှင်းကိုဖုံးကွယ်ခြင်းတနည်းအားဖြင့် hide your capacity လို့ခေါ်ပါတယ်ဒီမူဝါဒကကျွန်တော်တခါ review ရေးခဲ့မှုတဲ့ Mike Pillsbury ရဲ့ဒီ The 100 Year Marathon ဆိုတဲ့စာအုပ်မှာအစ်စ်တဝင်းတော်ပြီးတော့မှဖတ်ကြည့်လို့ရပါတယ်အဲ့ဒီစာအုပ်ကိုတော့ဆရာအက်ဂါဘူမီကဒီ100 Marathon ဆိုပြီးတော့မှမြန်မာပြန်ထားတာရှိပါတယ်စိတ်ဝင်စားရင်တော့ဖတ်ကြည့်လိုက်ပါ ိတ်ကူးချိုချိုစာအုပ်တိုက်ကထုတ်ထားပါတယ်ဒီတော့ကျွန်တော်တို့ပြန်ဆက်ရအောင်ပါဒါပေမဲ့ကဘာကောက်ဆောင်တွေကသူတို့ရဲ့စီပေါ်ရေးတွေကတရုတ်ကုန်သွင်းမှုအပေါ်ပိုပြီးမိခိုလာတာနဲ့အမျှသူတို့ရဲ့စကားတွေကိုတည်တည်ရှာရှာရွေးရှည်ပြောဆိုနေကြပါပြီ1998ခုနှစ်ဇူလိုင်လမှာဟောင်ကောင်ကို Great Britain ကနေတရုတ်ပြည်သူ့တပ္ပနာနိုင်ငံစီကိုငြိမ်းချမ်းစွာလွှဲပြောင်းပေးခဲ့ပြီးတော့မှနှစ်ပေါင်း150ဆောင်နှစ်ကြာကိုလိုနီအုပ်ချုပ်မှုရဲ့အဆုံးသက်ကိုပြသခဲ့ပါတယ်။ဒါဟာတရုတ်နိုင်ငံအတွက်အလွန်အရေးကြီးတဲ့သမိုင်းမှတ်တိုင်တစ်ခုဖြစ်ခဲ့ပါတယ်။ ဒီအချိန်မှာတရုတ်နိုင်ငံဟာကမ္ဘာအလီမှာပို့ပြီးအင်အားကြီးပို့ပြီးတောင်းတဲ့နိုင်ငံဖြစ်လာနေပါပြီဒီလိုဟောင်ကောင်ကိုပြန်ရလိုက်ခြင်းအပြင်တရုတ်နိုင်ငံဟာရာစုနှစ်နဲ့ရှိပြီးတော့မှနိုင်ငံသားသားတွေရဲ့ရှုံးနေမှုကိုခံခဲ့ရတဲ့အချိန်တွေရဲ့စာမျက်နှာကိုအပိအတိုင်လှန်ပြစ်လိုက်တယ်လို့ပြောနိုင်ပါတယ်နှစ်နှစ်အကြာမှာတော့ပေါ်တူဂီကမကာအိုကိုတရုတ်နိုင်ငံစီပြန်ပေးခဲ့ပါတယ်နေပြည်တော်ကလုံးကိုတနိုင်ငံစနစ်နှမျိုးရှင်းကန်မှုအောက်မှာကန်သက်ကိုပိုင်အုပ်ချုပ်ခွင့်ပေးမယ်လို့ကတိပြုထားပါတယ်လူအများပြားကတရုတ်နိုင်ငံရဲ့လူလက်တန်းစားမြင့်တက်လာမှုနဲ့ နိုင်ငံရေးအခွင့်အရေးတွေအတွက်တောင်းဆိုမှုတိုးလာစေမှာတည်ကြတယ်လို့ခန့်မှန်းခဲ့ကြပါတယ်။ဒါက19ရာစုဥရောပရဲ့သင်ခန်းစာလေးဖြစ်ပါတယ်။အမေရိကသမ္မတဘီကလင်နဲ့ကတော့မှတရုတ်နိုင်ငံရဲ့လူအခွင့်အရေးမှတ်တမ်းကသူ့ကိုတမိုင်းရဲ့မှားယွင်းတဲ့ဖက်ကိုရောက်စေတယ်လို့သတိပေးခဲ့ပါတယ်။တရုတ်နိုင်ငံဟာစီးပွားရေးအရပိုပြီးဆန်းသာလေလေပိုပြီးဖွံ့ဖြိုးတိုးတက်လာလေလေအနောက်နိုင်ငံတွေနဲ့ပိုပြီးဆင်တူလာလေလေဖြစ်လာမယ်လို့ယုံယုံကြည်ကြည်နဲ့သူကယူဆခဲ့တာပါ။ဒါပေမဲ့ဒီယူဆချက်ဟာမှန်ကန်မှုမရှိခဲ့ပါဘူး။ တရုတ်နိုင်ငံစီးပွားရေးအရာအလွန်တရာမှရှမ်းသာကြွေဝလာခဲ့ပေမဲ့တရုတ်ကွန်မြူနစ်ပါတီရဲ့နိုင်ငံချင်းရှုတ်ကိုက်မှုကိုပိုပြီးတင်းကျပ်အောင်လှုံ့ဆော်ခဲ့ပြီးတော့မှဒီမိုကရေစီစနစ်ကိုလုံးဝလက်ခံမဲ့အရေးအယောင်တော့မှမပြတ်ခဲ့ပါဘူးဒီလိုမျှော်လင့်ချက်တွေကိုဆန်းကျင်ပြီးတော့မှ27ရာစုမှာတရုတ်နိုင်ငံဟာစီးပွားရေးအင်အားနဲ့နိုင်ငံတကာကုန်သတင်းတွေမှာဆက်လက်တိုးတက်နေတာကိုတွေ့ရပါတယ်ပြည်တွင်းမှာတော့ကွန်မြူနစ်ပါတီဟာသူ့ကိုဆန်းကျင်တဲ့ပြိုင်ဘက်မရှိဘဲဆက်လက်အုပ်ချုပ်နေပါတယ်နောက်ထပ်တစ်ခုနေ့မှာတရုတ်နိုင်ငံဟာကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ WTO ကိုဝင်ရောက်ခဲ့ပါတယ် တရုတ်ကုန်ပစ္စည်းတွေဟာအရင်ကထက်ပိုဈေးသက်တာပြီးတော့မှရှင်ပြိုင်နိုင်စွလဲပိုရှိလာပါတယ်။နှစ်အနည်းငယ်အတွင်းမှာတရုတ်နိုင်ငံဟာကမ္ဘာအကြီးဆုံးပိုးကုန်တင်ပို့သူဖြစ်လာပါတယ်။ဈေးပေါ်တဲ့လုံသားအင်အားကိုအခွင့်ကောင်းယူဖို့နိုင်ငံခြားကုမ္ပဏီတွေပိုဝင်လာပြီးတော့မှသူတို့ရဲ့ကုန်ထုတ်လုပ်ငန်းတွေကိုတရုတ်နိုင်ငံစီရွှေ့ပြောင်းပေးကြပါတယ်။တရုတ်စီးပွားရေးဟာတခြားနိုင်ငံတွေအိမ်မက်မက်ယုံသာတက်နိုင်တဲ့နှုံထားဖြစ်တဲ့အစေရခိုင်နှုန်း၊ဆင်းနေရခိုင်နှုန်းနောက်ဆုံးတော့ဆင်းလေးရခိုင်နှုန်းနဲ့တိုးတက်လာခဲ့ပါတယ်။ဒါဟာတမိုင်းတစ်လျှောက်အဓိကစီးပွားရေးရဲ့အမြင့်ဆုံး ရေရှည်တည်တဲ့နဲ့တိုးတက်မှုပဲဖြစ်တယ်လို့ကမ္ဘာပိုင်ကကြေညာခဲ့ပါတယ်။အဲ့ဒီတိုးတက်မှုကိုအမိလိုက်နေတဲ့အရာတစ်ခုကလည်းရှိနေခဲ့တာပါ။ဒါကတော့နိုင်ငံရဲ့ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှဲမှုနဲ့လေထုညင်ညင်းစေတဲ့အရာတွေပဲဖြစ်ပါတယ်။၂008ခုနှစ်မှာတရုတ်နိုင်ငံဟာသူ့ရဲ့ပထမဆုံးအိုလံပစ်ပွဲတော်ကိုအင်ရှန်အဖြစ်လက်ခံကျင်းပခဲ့ပါတယ်။ဒါဟာကမ္ဘာကိုတရုတ်နိုင်ငံအသစ်ကိုပြသဖို့အတွက်ပြပြေဆုံးတဲ့စင်မြင့်တစ်ခုပါပဲ။တရားဝေါ်ပြောတဲ့ယုံကြည်မှုရှိတဲ့ရီမန်ဒက်ကြီးတဲ့ဒီပွေးရဲ့ဖွင့်ပွဲအခမ်းအနားက တရုတ်သမိုင်းရဲ့နှစ်ထောင်ပေါင်းများစွာကိုဂုံပြူတဲ့စိတ်အားထက်သန့်စရာမြင်ကွင်းတစ်ခုဖြစ်ခဲ့ပါတယ်။2009ခုနှစ်မှာတရုတ်နိုင်ငံဟာဂျပန်ကိုကျော်တက်ပြီးတော့မှအမေရိကန်ပြည်ထောင်စုရဲ့နောက်မှာကဲလျက်ရှိနေတဲ့ကမ္ဘာဒုတိယအကြီးဆုံးစီးပွားရေးနိုင်ငံဖြစ်လာခဲ့ပါတယ်။ကွန်မြူနစ်ပါတီရဲ့အုပ်ချုပ်မှုဟာလွန်ဝကိုအပြစ်အဝါဆန်းကျင်မှုမရှိတာမျိုးတော့မဟုတ်ပါဘူး။ဗီဂျင်းမြို့ကနေဝေးခေါ်တဲ့တိဘက်နဲ့ရှင်တန်းဒေသတွေမှာသူတို့ရဲ့အုပ်ချုပ်မှုအပေါ်မှာမတရားမှုတွေလို့ယူဆရတဲ့အပေါ်မှာဆန္ဒပြပွဲတွေကရှိနေပါတယ်။ သူတို့ကအင်အားသုံးပြီးအဆူလိုက်ပြုံလိုက်ဖန်စီထိမ့်သိမ့်မှုတွေနဲ့ရန်ဆိုင်ခဲ့ရပါတယ်။တနိုင်ငံလုံးကတော့ပို့ပြီးခင်မီဆန်တဲ့စောင့်ကြည့်ရင်းနဲ့တင်းကျပ်တဲ့ဆင်ဆာဖြတ်တောက်မှုအောက်မှာရှိနေပါတယ်။ Great Firewall ကတရုတ်နိုင်ငံသားတွေကိုထိခိုက်စေနိုင်တဲ့နိုင်ငံခြားအတွေ့အခေါ်တွေကနေကောက်ကွေပေးတယ်လို့ဆိုပါတယ်။ Communist Party ကနိုင်ငံကိုတည်ငြိမ်အေးချမ်းပြီးတော့မှဆန်တာကြွေဝေါအောင်လုပ်ပေးနိုင်ပါတယ်။ဒါပေမဲ့ဒီလိုအာမခင်ချက်ပေးနိုင်ဖို့အတွက် Internet ကိုအမြဲတမ်းစောင့်ကြည့်စစ်ဆေးနေရပါတယ်။ အစိုးရကိုဆန်းကျင်တယ်ဒါမှမဟုတ်သဘောထားကွေးလွေတဲ့စကလုံးတွေအကြောင်းအရာတွေရှိမရှိဆိုတာကိုနေမအားညာမအားရှာဖွေဖိချနေရပါတယ်ဒါကပေးဆက်ရတဲ့တင်ပေါ်ပါပဲဒီအရာတွေဟာကမ္ဘာနေရာအတော်များများမှာအလွေတကူရနေတဲ့လွတ်လွတ်ခွင့်တွေပဲဖြစ်ပါတယ်တည်ငြိမ်မှုနဲ့တာယာဝေါ်ပြောမှုကိုရဖို့အတွက်အင်တာနက်လွတ်လွတ်ခွင့်တနည်းအားဖြင့်ဒီအမြင့်မတူပဲပြောဆိုခွင့်ကိုထိန်းချုပ်ပိတ်ပင်ခြင်းနဲ့လှေးလေထားရတယ်လို့ဆိုလိုတာပါနောက်တစ်စစ်တစ်ခုနှစ်မှာစီနေတာနိုင်ငံကိုဥဆောင်ပြီးတဲ့နောက် ဖူကျင်းထောင်ကခေါင်းဆောင်အသစ်ဖြစ်တဲ့ရှီကျင်းပြင်စီကိုလွှဲပြောင်းပေးခဲ့ပါတယ်။နောက်ဆုံးရှင်မင်းဆက်ရာဒူးဆုံးပြီးတဲ့နောက်ရာစုနှစ်တစ်ခုကြာပြီးတဲ့အခါမှာတရုတ်နိုင်ငံဟာလုံးဝပြောင်းလဲသွားတဲ့နိုင်ငံတစ်ခုဖြစ်နေပါပြီ။သူတို့ရှောက်ရတဲ့လန်ကရှေလျရခဲ့တယ်၊သွေးချောင်းစီးခဲ့တယ်၊မငြိမ်မသက်ဖြစ်ခဲ့ပါတယ်။ဒါပေမဲ့တရုတ်နိုင်ငံဟာအရင်ခေတ်လိုပဲကမ္ဘာအလီမှာလွန်မိုးနေတဲ့အင်အားကြီးနိုင်ငံတန်နိုင်ငံအဖြစ်ပြန်ပြီးတော့မှဖြစ်နေပါပြီ။ဒီအချက်ကိုဘယ်သူမှငြင်းလို့မရတော့ပါဘူး။ လူသားမဆန်တဲ့လူရဲတွေကိုခဏခဏတွေးနေရယုံကလွေပြီးတော့ပါဒီနေ့ဗီဒီယိုကတော့ဒါတော့ပါပဲခင်ဗျာဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့မှမိတ်ဆွေတို့ရဲ့အမြင်တွေယူဆချက်တွေကိုလည်း comment မှာရှာရေးပေးတော်ခဲ့ဖို့တောင်းဆိုပါတယ်နောက်နေ့တွေမှာလည်းအခုလိုမျိုးအကြောင်းအရာတွေကိုအမြင်နဲ့ပုံမှန်တင်ဆက်ပေးနေဦးမှာမို့ channel လေးကို subscribe မလုပ်ရထားသေးဘူးဆိုရင်တော့ subscribe လေးလုပ်ပြီးတော့မှနောက်ထပ်ဗီဒီယိုတွေကိုစောင့်မျှော်ကြည့်ရှုအားပေးကြပါဦးခင်ဗျာနောက်ထပ်ဗီဒီယိုတစ်ပုံမှာကြည့်ကြည့်ပါမှာနဲ့ပြန်တွေ့ကြရအောင်ပါအားလုံးကိုကျေးဇူးတင်ပါတယ်အကောင်ဆုံးအသက်သာဆုံးအမြင့်ဆုံးဝန်ဆောင်မှုတစ်ခုကိုမိတ်ဆက်ပေးပါစီ လူကြီးမင်းတို့ရဲ့ great အမှတ်စဉ်အောက်လမ်းမှဘွဲလက်မှတ်နဲ့တက္ကသိုလ်အမှတ်စဉ်တို့ကိုကျမတို့ရဲ့ပညာရေးဝန်ဆောင်မှုမှဇေနောတတ်တာဆောင်နဲ့အမြန်ဆုံးဝန်ဆောင်မှုပေးနေပါပြီဖုန်းနံပါတ်39 668 9176 925နဲ့39965539လေးလေးနှစ်တုံးနဲ့ကျမတို့ရဲ့ Facebook Page Messenger ကနေလည်းဆက်သွယ်မှာယူနိုင်ပါတယ်အကောင်းဆုံးသောဝန်ဆောင်မှုတွေကိုရယူဖို့အခုပဲဆက်သွယ်လိုက်ပါတော့ရှင်